ုံးနဲ့နင်းပြီးတော့ချုပ်နဲ့မြေပြီးဘုံနဲ့ပေါက်ထွက်လာတော့ကျွန်တော်နင်းနေအပေါ်ကိုမမြင်ပြနဲ့ကျွန်တော်နင်းနေနောက်ထပ်လန်ကျသွားတာပေါ့လေလန်ပြီးလို့ရှိရင်ကျွန်တော်ခြေထောက်ကိုလက်နဲ့ဆင်းလို့လက်မတော်တန်ထီတန်ရထီတယ်အဲမိုက်ဇက်ထီတာရှိတယ်ခြေထောက်ကိုလက်နဲ့ဆင်းကြည့်တော့အယိုးကလူပဲငေါ့ထွက်နေတယ်နောက်ပြီးလို့ရှိရင်ခြေဒီခမျက်ခြေမျက်စိဘင်းနာကခြေပံကနေပြီးတော့ဒီပဲလန်ထွက်နေပြီးလို့ရှိရင်အရေဒီနဲ့တွေ့ကြံလိုက်ပြီးတယ်အဲလိုပုံစံမျိုးစစ်တွေမျိုးနဲ့ကြောက်တန့်ရှင်ဂျီရောကအသက်64နှစ်အရွယ်ဥကျော်တန်ပြောပြတော်တာပါ ူဟာမိမိခြေရော်ကနေဘုံနာကျွန်းမြို့နယ်ဖက်ကိုစစ်ပေးချောင်ဖို့သွားရမှာ2024ခုနှစ်ဇူလင်လ9ရက်နေ့ညချိန်မိမုံမိုင်းနေမိပြီးဘေချေတစ်ဖက်ဆုံးချုပ်ခဲ့ရတာပါ2023ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့ရခိုင်မျိုးသိမ်းတိုက်ပွဲစစ်မျက်နှာမှာတစတစကြေပြန့်လာတာကြောင့်စစ်တွေမျိုးနယ်မှာလည်းစစ်ကောင်စီကစီးရဲပြင်ဆင်မှုတွေလှုပ်ဆောင်လာပါတယ်စစ်ကောင်စီဟာစစ်တွေမျိုးနယ်ကရခိုင်ခြေရော်တွေကိုစစ်ကြောင်းထိုးပြီးအခြေစိုက်တက်စခန်းတွေလှုပ်လာတာကြောင့် ကြောက်တန့်ချေရောသားတွေဟာလည်းစိပဲချောင်းဖြစ်ကုန်ကြပါတယ်ကျွန်တော်တို့ရောဒီမှာပထမတိုက်ပွဲဖြစ်တဲ့ရခိုင်မရခိုင်မတိုက်ပွဲပဲတော့ကျွန်တော်တို့ရောကိုဖုံးစုံလာမှမိုက်ဘုံးတွေလာကြတယ်လက်လက်ကြီးတွေလာကြတယ်ကြတော့ယောဂလူတွေကအကုန်လုံးထွက်ပြီးလို့ရှိရင်ပုံလွကျွမ်းနေကြောက်တော်နေအဲ့လိုပုံစံမျိုးကိုထွက်ပြေးကြတယ်။အဲ့ထက်မှလူမျိုးတွေထွက်ပြီးလို့တချို့တဝက်ထွက်ပြီးပြီဆိုတော့ကျွန်တော်မိမကလေးပြေးမယ်ဆိုပြီးဆန္ဒနဲ့ကျွန်တော်မိမကိုလိုက်ပို့ရင်းနဲ့ကျွန်တော်အဲ့လိုမှတ်ကြည့်တာပါ မိုက်ကြည့်တယ်ဆိုတော့ကျွန်တော်မိမောက်ကိုလိုက်ပို့တယ်ပို့တော့လမ်းမှာလမ်းမှာကျွန်တော်ကတော့မထွက်သေးဘူးပေါ်မှာကြံခဲ့တဲ့လူတွေနဲ့အရှင်တွေကိုကြင့်နေအောင်ပဲကျွန်တော်တို့ဘောကဘာမှမဖြစ်သေးဘူးအဲတုန်းကစစ်တွေတွေကိုစိတ်မအဆိုးရွားကလေးနှင်လာမဖြစ်သေးဘူးစိတ်တက်ကလေးအဲတော့ကျွန်တော်ကမိမောက်ကိုလိုက်ပို့ရင်းလိုက်ပို့ရဲဆိုလိုက်ပို့လမ်းမှာမိမောက်ကိုလိုက်ပို့လို့နောက်တစ်ခါအပြစ်စီလာအစီမှာကျွန်တော်ရထားလမ်းပုံမှာပဲလေထားလမ်းပုံလာမှာပဲအဲမှာမိုက်ကိုတန်းလမ်းမိပြီးအဲ့လိုမိုက်ကြည့်တဲ့သဘောမျိုး သူမိုင်းနေမိတဲ့နေရာဟာရော့အချစ်ဘက်ခနဖလုံအကွာယထလင်းပေါ်မှာဖြစ်ပါတယ်။ကြောက်တန့်ချင်းကြေးော်မှာစစ်ကောင်စီနေချဆောင်တဲနဲ့ခမရ232နဲ့ခမရ344တို့တဆွေထားကြပြီးကြေးော်ပပက်လင်းနဲ့ရော်ဝင်လင်းတွေယထလင်းကားလင်းတွေမှာမြေမုံမိုင်းတွေကိုထောင်ထားကြတယ်လို့ပြောပါတယ်။အဲ့ဒီတုန်းကသူမိုင်းနေမိတာကိုသူ့အမျိုးသမီးကမသိခဲ့ပဲရော့သားတအူးအကူညီနဲ့သူ့အသက်ရှင်နေဖို့တယောက်တည်းကြိုးပမ်းခဲ့ရတယ်လို့ဆိုပါတယ်။ အလေအနေကကျွန်တော်မိမကိုလိုက်ပို့တယ်လိုက်ပို့တော့ကျွန်တော်မိမကလည်းငကိုကလေးကနားမချဘူးမတန်ဆွမ်းမတန်ဆွမ်းဆိုတော့သူ့ကိုစိုက်ကန့်ပို့ပြီးကလေးကကျွန်တော်ပြန်လာပြီးမှထိတာဆိုတော့သူကလေကျွန်တော်ကိုဘုံပေါက်တာလားလို့ဒီနင်းနေပါပါကြတယ်သူပါသောတဲ့သူကလေကျွန်တော်ထိတယ်ဆိုတာကိုမပြောဘူးဒီမှာကျွန်တော်နောက်ကပါလာတဲ့လူတွေကသူကဒီဘက်ကလာခေါ်တဲ့ပုံလူကျန်ဒီဘက်ကလာခေါ်တဲ့လူတွေကလေကျွန်တော်ထိတယ်ဆိုတာကိုသူကမပြောဘူး မပေါ်တော့သူကအဖက်ကိုပဲပါတော့တယ်ကျွန်တော်ကမင်းသားစုအဖက်မှာအကုန်လုံးသန်းတယောက်နဲ့မိမတယောက်ရှိတာအဖက်ကိုရောက်တော့ပြီကျွန်တော်စီပါမလာဘူးပဲကျွန်တော်တယောက်တည်းဆိုတော့ကျွန်တော်ကတော့ကိုယ်အတွက်တော့စိတ်မစိုးရဘူးအဲတော့ကိုကလည်းထိထားပြီးပြီဆိုတော့ဟိုဖက်နာကလည်းငါတောက်တဲ့ဘင်းနာမှလည်းတက်ဆွေးထားတာရှိတယ်ဒီဘက်တော့ကန်ကုန်းဖက်မှလည်းတက်ဆွေးထားတာရှိတယ်ကျွန်တော်ရောမှလည်းတက်တည်ရှိတယ်ဆိုတော့ကျွန်တော်ကသူကစစ်တက်တွေလာလို့ချင်းကျွန်တော်ကိုဖမ်းရှင်ဖမ်းမကြည့်သူတို့အဖမ်းမခံရအောင်ဆိုပြီးကျွန်တော်ကအဲကနေရုံထွက်ဖို့အတွက်ကြိုးစားတယ် ခုကြော်တန်းမှာမိုင်းထီထီရှင်ဘေဖက်ချေခြေချင်းဝင်အထက်ခြေတလုံးကနေပြက်ထွက်ဒဏ်ရာရှိတော့ခဲ့တယ်လို့ညာဖက်ခြေတောက်မှာလည်းမိုင်းဆက်တွေထီပြီးဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်ဒါပေမဲ့အော်ဟစ်အကူကြီးတောက်ခံမဲ့အစားဇနင်းဖြစ်သူနဲ့ရော်သားတွေဟာအေးထိမ့်ချောက်ရပုံလင်းချင်းတွေကိုခိုးထွက်တာကိုစစ်ကောင်စီကသိရှိသွားရင်ရော်သားတွေကို NDA ပြုတ်မှဆိုရင်ဒါကြောင့်ရှောင်းကဲနဘင်းမှာကက်ထားတဲ့လေပေါ်ကိုရောက်ဖို့ပြင်းထန်ဒဏ်ရာကြားကနေတယောက်တည်းတရေရေတောတာခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာ ချေရောက်တဲ့လူငယ်တအုပ်နဲ့တွေ့ပြီးလေဝါတင်ကရော်ကိုယူလာခဲ့တယ်လို့ပြောပါရယ်ဥကျော်တန်မိုင်းနေမင်းချင်းမှာရော်မာတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထုံးနေခြင်းဖြစ်နေတာကြောင့်စစ်စစ်မင်းမြန်းချင်းတန်ကတက်တာခဲ့တယ်လို့ဆိုပါရယ်ဒါပြင်ရော်မာကြံခဲ့သူစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲကသူနဲ့လူရှင်ရင်းနေကြတဲ့အရာခံဘူတအုပ်ရောက်လာပြီးမိခန့်ကာကွယ်စစ်တလုံးနဲ့တွေ့တိုက်စစ်တလုံးထိုးပစ်ခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့အဲ့ဒီနေ့ကဆေးရုံကိုတောက်ခွင့်မရပဲတ냐လုံးရောမှာနေခဲ့ရတယ်လို့ပြောပါရယ် ကိုနိုင်ခွေးလာမှဖြစ်တော့စင်နိုင်ခွေးစင်နိုင်ခွေးလာမှကျွန်တော်လော်ကိုပြန်ရောက်လာတယ်ဒီလေနဲ့အတင်းတွန်းလာတော့စင်နိုင်ခွေးလာကိုပြန်ရောက်လာတော့ကျွန်တော်ကသူစီးမြေရာကနေပြီးလို့ရောအင်ကိုရောက်လာပြီးလို့ချင်းကျွန်တော်အင်ကိုသေလာလို့အင်ကိုရောက်လာပြီးလို့ချင်းရင်မိခိုက်ကာကွယ်စီတလုံးရဲ့သွေးတိတ်စီတလုံးရဲ့ထိုးပေးတယ်ဒါပေမဲ့သူကဂလူကုတ်ထိုးပေးအောင်မလို့ပြောတယ်ဒါပေမဲ့သူစီမှာဂလူကုတ်ပါမလားဘူးဂလူကုတ်ပါမလားရင်ကျွန်တော်ခံနိုင်မှာမဟုတ်ဘူးခံနိုင်ရရှိမှာမဟုတ်ဘူးဗိုလ်လေး အဲကြောင့်လည်းကျွန်တော်ဆေးရုံပို့ပေးပါပြောတော့သူကဓာကစားကိုသတင်းပို့အောင်မယ်ဆိုပြီးပြောတယ်။ဒီသူကဓာကစားကိုသတင်းပို့မပို့တော့ကျွန်တော်မသိဘူး။ကျွန်တော်မိုးလင်းရင်ကျွန်တော်သူတို့စိတ်ကြောဝင်လာလို့ချင်းသူကလည်းပို့ပေးမယ်လို့ပြောတယ်။သူတို့စိတ်ကြောကမိုးလင်းကိုပေါက်ထိတော့ဝင်မလာဘူး။ငါးလရှောင်းလရှိတော့သူစိတ်ကြောဝင်မလာဘူး။ဝင်မလာတော့ကျွန်တော်ပါသာကျွန်တော်မှချီးတဲ့လူ၃လောင်းနဲ့ပြီးဒီပေါ်မှာရှိတဲ့လူ၃လောင်းကိုအကုန်ညောင်းပြီးလို့ချင်းဘေးနာကရောကြားမသောကနေကားမှားခိုက်တယ်တဲ့။အဲကကာတစီဒီဟက်ဂျက်တစီမှားပြီးလို့ချင်းကျွန်တော်ခဏလေးလောက်ကို စေယုံကိုတော်တယ်ဥကျော်တန်းဟာစစ်တွေစေယုံမှာသူမိတ်ဆွေတွေ ICRC အကူအညီနဲ့တလားနေမှာစေကူသားမှုခံယူခဲ့ရပါတယ်စေကူရကလည်းရောဂိုပြန်ရောက်ပြီးတောင်းရအကြာမှာတော့ရောဂါနဲ့နှင်ထုတ်ခံခဲ့ရပါတယ်2024ခုနှစ်အောက်တိုဘာ9ရက်နေ့မှာကြောက်တန်းရှိအပါဝင်အနေနာကျေရောကဒေသခံအလုံးကိုရောဂါနဲ့ထွက်ခွာရမယ်လို့ဒါစကားမုံအမိန့်စာရောက်လာတယ်လို့ဆိုပါတယ်ဒါကြောင့်နောက်ထပ်တစ်ပတ်ထွက်ပြေးဖို့အခွင့်ကြုံလာပြန်ပါတယ် ကြေးဝမှာရှိနေစဉ်မှာသူရှိကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဆိုင်ကယ်ငွေကြေးအပါဝင်လူသွုံးကိုအားလုံးကိုအတင်းယူဆောင်တော့ခဲ့တာကိုမြင်ခဲ့ရပါတယ်။သူ့ဆိုင်ကယ်ကိုလည်းစစ်ကောင်စီတပ်သားတွေဟာအတင်းအဓမ္မလူယူတော်တယ်လို့ဆိုပါတယ်။အဲ့ဒီကနေဦးကျော်တန်းဟာမတန်ဆွမ်းဘွားနဲ့မိသားစုတွေရှိရာပုံနှံကျောင်းမြို့နယ်ကနေတောင်စစ်ပိတ်ချောင်းစခန်းကိုရောက်လာခဲ့တာပါ။ဦးကျော်တန်းမှာစစ်တွေဒီဂရီကောလိပ်နဲ့စစ်တွေတက္ကသိုလ်ဇာကြီးတိုက်ဌာနမှာစစ်သွင်းနှစ်ကြာအလုပ်လုပ်ကင်ခဲ့သူပါ။နောက်ပိုင်းမှာဝင်ထက်အလုပ်ကထွက်ပြီး ထိုင်းနိုင်ငံကိုတွားကအလုလုခဲ့တယ်လို့ပြောပါတယ်။ရော်ရောက်ပြီးနောက်ထိုင်းနိုင်ငံကသူတက်မြောက်လာတဲ့အကျော်ပညာနဲ့သူ့ဇာတိရော်မှာခောက်ဆေးကျော်ကပ္ပကျော်နဲ့လက်ဖက်ဆိုင်ဒီဇိုင်းဖွင့်ပြီးသူ့မိသားစုစားဝတ်နေရဲ့အသက်မွေးနေသူပါ။ဥကျော်တန်းမှာဇနင်းဖြစ်သူနဲ့အသားတူရှိပြီးဇနင်းဖြစ်သူဟာအကြအာယုံမတန်ဆွမ်းသူတူဖြစ်တယ်လို့သားဖြစ်သူမှလည်းလက်ဖက်နာရောဂါဖြစ်တာကြောင့်သူ့ရဲ့ဝင်ငွေကိုသာအားထားနေကြရတယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ ဇနီးရဲ့မုနိဆိုင်ကရတဲ့မဖြစ်စလောက်ဝင်ငွေကိုသာမှီခိုပြီးမိသားစုစားတောက်နေထိုင်ရတယ်လို့ဆိုပါတယ်။ဥကျော်တန်းဟာအရင်ကလိုမိသားစုဝင်တွေကိုရှာဖွေပေးနိုင်ဖို့ဓမင်းကျော်လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ဆုံးရှုံးသွားတဲ့ခြေတစ်ဖက်အတွက်ခြေတုရဖို့မျှော်လင့်နေချပါတယ်။တော်ကဒီခြေထောက်မရှိတော့လုံးလို့မရဘူးအဲကျွန်တော်ကျွန်တော်ခြေထောက်ကိုအတိအကျဥစားပြလို့ရှင်တာပေါ့လေဘွေဖွေးဆေးကားပြပြီး SCI ကပြပြပြကျွန်တော်တို့ ULA ကပြပြပြတခြား NGO ဖွဲ့စည်းတွေကပြပြပြဒီ system တခုကိုကျွန်တော်လိုချင်တာကတော့အစောဆုံးလိုချင်တဲ့စံသားတခုပေါ့ဒါရလို့ရှိမှကျွန်တော်မိသားစုဒီမှာဆက်ဝဲနေဖို့ဟောအောင်မဟုတ်အဖုံလုံးတောင်နင်းနေပါပါပုံလို့ကျွန်တော် ဒီပဲပြည်လျော်လောက်ပြည်နယ်လို့ရနိုင်ပါလေအခုအချိန်ကားတော့ဒါကချင်းချင်းနေတဲ့အချိန်ပေါ်ဒီမှာနောက်ပြီးလို့ချင်းပထမကျွန်တော်မလာခင်တုန်းကတော့ဒီမှာ WF WFP ကနေပြီးလို့ချင်းရင်နေ့လစဉ်ကြီးထောက်ပံ့လာတယ်ရှိရလို့ပြောဆိုကြတယ်ကျွန်တော်ရောက်ပြီးမှတလားမှမရဘူးထောက်ပံ့ကြီးကဒီအကုန်လုံးစီစဝါးတွေလေးပြတ်သွားတယ်သူကကစ္စည်းတွေပါလေးပြတ်သွားတယ်ဆိုတော့ကျွန်တော်တို့တအားခက်ခဲတာပဲဒီမျိုးတွေလို့ထင်းနေလေးခွေလို့မရဘူးနေ့လေးရှာလို့မရဘူးပြတ်တော့လေဒီနေရာမှာကျွန်တော်တတအားခက်ခဲတယ် စစ်တွေမှာစေကူတာပေးနေရင်ခြေထုတက်ပေးဖို့ ICRC ကိုအကူအညီတောင်းစီရင်ပေးထားခဲ့ပေမဲ့အခုအချိန်မှာတော့အဆက်အသွယ်ပြတ်တောက်ခဲ့ကြရတယ်လို့ဆိုပါရယ်လက်ရှိမှာဥကျော်သန်းတို့မင်းသားစုမှာမလေးချရောက်နေတဲ့ညီဖြစ်သူနဲ့ခြေရွာသားတွေရဲ့ထောက်ပံ့တဲ့အလူငယ်တွေနဲ့လက်ဖက်ရည်နဲ့မူယောင်ပြီးမပြေလည်တဲ့စာဝတ်တွေကိုဖြည့်ရှင်းနေပါရယ်တခါတလေမှာလက်ရှိဘဝအသက်ရှင်နေခြင်းထက်တေဆုံးတာကပိုအဆင်ပြေမှာဆိုပြီးတွေးမိတယ်လို့သူ့ရဲ့ခံစားချက်ကိုပြောချပါရယ် စိတ်ကံစားချက်ကတော့ကကျွန်တော်ကသူတို့ကိုပြီးအပြစ်တင်သူအပြစ်တင်ရမယ်လို့ဖြစ်တော်လေးစိတ်တက်ကိုပဲဒါပေမဲ့သူတို့မှထောက်ထားတဲ့မှိုက်ကလူကိုဒုက္ခပေးတဲ့မှိုက်မျိုးဖြစ်တော်တာပဲဒီမှာချေထားတဲ့ဖက်တွေပြတခါလေးပြေသွားရင်ကျွန်တော်တို့အတွက်တော့ပိုပြီးအဆင်ပြေသွားတာပေါ့ကျွန်တော်ကဘာမှစဉ်းစားစရာလည်းမလိုတော့ဘူးဟိုချေထားတဲ့ဖက်ပြဆိုတော့ကျွန်တော်ကလေးဘာမှလုပ်လို့မရဘူးတခါတလေကြတော့လေသူ့လိုမိုက်သေးပြီးမတန်ဆွမ်းဖြစ်သွားတဲ့ရခိုင်ပြည်သူတွေကိုစိတ်တက်မကြပဲဘောကိုရုံးကန်စေလို့လေလို့ဥကျော်သန်းကပြောပေးပါတယ်ရခိုင်ပြည်သူတွေကိုလည်း စီးရဲ့ပဋိပခချာသူ့လိုမတန်ဆွမ်းဘဝကိုမရောက်ရှိစေချင်တာကြောင့်တက်သည့်ပညာရှင်တွေအာဏာပိုင်ဖွေးစည်းတွေအနေနဲ့မိုင်းအသိပညာပေးမှုတွေထိခိုက်နိုင်တဲ့သူတွေနဲ့တခြားလူတွေကိုထိထိရောက်ရောက်အကာအကွယ်ပေးမှုတွေလုပ်စေချင်တယ်လို့တိုက်တွန်းပါတယ်။ကျွန်တော်ကအခုဆိုလို့ရှိရင်အိမ်မှာတယောက်ထိထိုင်နေလို့ရှိရင်အဲကွေးတဲ့နေရာကိုပဲစိတ်တွေကရောက် ဆက်ရောက်တော့ကျွန်တော်ကဒုံဆိုသူကဘယ်လိုလုပ်ဒီစိတ်ကိုဒီကွေးတဲ့နေရာကိုရှေ့ပြတ်တဲ့နေရာကိုထိတဲ့နေရာကိုပဲစိတ်ကအမြဲတမ်းတွင်းနေတော့ဆက်ရဖြစ်စင်းမှုတန်ခံရတော့ကျွန်တော်လူကြားချင်းကိုပဲသွောနေအိမ်မှာခဏသမင်းစားလဲစားပြီးလို့ချင်းအပြင်ထွက်တဲ့လူကြားချင်းမှာဟိုလူတခွန်းဒီတခွန်းပရော်လာတွေကိုနားထောင်လဲအဲ့လာလောက်ပဲရှိရပါလို့ရေကနောက်ပြီးလို့ချင်းသူတို့တွေကလာပြီးပြီပေါ့ကျွန်တော်ကလည်းလူနောက်ပဲကူဖြစ်သွားတာတော့ဖြစ်သွားပြီတခြားလူတွေကိုလည်းဖြစ်သွားပြီးလို့ချင်းစိတ်တက်မကြဖို့ပေါ့ပြောရမယ်ဆိုပိုလို့တော့ကောင်းသေးတယ်ကျွန်တော်အတွက် ဒါမှမသေးသေးတဲ့မှာတော့ကျွန်တော်ဘွားကို CTO ကိုထိတော့ရုံးကန်အောင်ပါဘို့ရုံးကန်ဖို့အတွက်ကိုစာဝတ်နေရတာအရေးကြီးတာဘူးအဲ့ဒါပဲကျွန်တော်ဘွားဆိုတာဘာမှမထူတော့ဘူးလေဒီမှာမထူတော့ဘူးဆိုတာအဲ့လားတော့ပဲဂျန်တက်လူတွေလေးအဲ့လိုပဲစိတ်တက်ကိုကြံ့ခိုက်ထားပြီးလို့ချင်းရင်အဲ့လိုပဲရုံးကန်ကြပါလို့ပဲပြောချင်ပါတယ်အဲ့လားပါပဲဘာတွေပဲဖြစ်ပါစေဥကြောတန်းတယောက်ကတော့မိုင်းကြောင့်ဆုံချုံခရရတဲ့ခြေတစ်ဖက်ကိုကျေးပြီးရခိုင်ပြည်နဲ့တော်လန်ရဲ့အတွက် ခြေတစ်ဖက်ပေးလူလိုက်တာလို့ခံယူထားတယ်လို့လည်းပြောဆိုနေကြပါတယ်ခင်ဗျာ